နှလုံးသွေးကြောချင်းယောဂါကမြန်မာနိုင်ငံမှာအဖြစ်များတဲ့ယောဂါတွေမှာပါပါဗောနော်အဲနှလုံးသွေးကြောချင်းယောဂါဖြစ်ပြီဆိုလို့ရှိရင်အဲရိုင်းမစိုးဆိုလို့ရှိရင်များသောအားဖြင့်စတန်ထည့်ပြီးကုသလေးရှိရနှလုံးသွေးကြောချဲ့တယ်ဗောဒါပေမဲ့သွေးကြောနှချောင်းတက်ဖို့ပိတ်ထားပဲဖြစ်ဖြစ်ခုနကပြောတဲ့ချဲ့ထားတဲ့နေရာပဲပြန်ပိတ်တာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်တော့ဟော CAPG ဆိုလို့ခေါ်ရတဲ့ဒီ operation ကိုတုံပြကြတယ်အဲ CAPG လုပ်မယ်ဆိုလို့ရှိရင်သူကအနေအများရယ်ဗောနော်ဆိုတော့ဒီသူ့ဘက်ရင်မမရှိရအယောဖြတ်ထုတ်ရင်မကိုဖွင့်ပြီးတော့မှဒီသွေးကြောလေးကိုလဲလဲရတာအခုဘန်ကောက်စေယုံက MICS SEABG ဆိုတဲ့ operation တစ်ခုကိုမိတ်ဆက်ပေးတယ်။အဲဒီမှာဆိုလို့ရှိရင်အရင်လိုမျိုးနှလုံးသွေးကြောလဲလေတာကိုရင်ဖက်ကြီးဖွင့်နေစရာမလိုတော့ဘဲနဲ့နိုင်ယုံနာမှာရှိတဲ့ခွဲချောင်းလေးရနေတဆင်းအကုန်လုံးကိုလှုပ်သွားလို့ရပြီလို့ပြောတယ်။အဲအဲ့အပြင်သူ့စီမှာနှလုံးအဆုတ်ရှင်လဲလေတာကိုလည်းခုနကလိုမျိုးပဲခွဲချောင်းတိတိလေးရနေပဲတဆင်းလှုပ်သွားလို့ရရပေါ့နော်။ဒီ information တွေကမြန်မာနိုင်ငံမှာရှိရလို့အတွက်အများကြီးအကျိုးရှိမယ်လို့ကျွန်တော်ထင်တယ်။ဟိုခဏကြာရင်ကျွန်တော်အဲ့ဒီပွဲကိုတတ်တက်မှာ။ဟုတ်ကဲ့ရေတော့ပွဲသွားတော့မယ်ပေါ့နော်။ရေကတော့ဒီလိုမျိုး ပွဲမျိုးသွားတာအရန်သဘောကျတယ်ပြီးတော့အရန်လည်း proud ဖြစ်တယ်အာဘာလို့လဲဆိုတော့ဒီ Bangkok Hospital လိုနေရာမျိုးမှာဒီလိုဆရာဝန်ကြီးတွေနဲ့ဓာတ်ရိုက်တွေ့ရတယ်သူတို့တကယ်ရှင်းပြပေးတဲ့အချက်လက်တွေကိုသိချာနားထောင်ရတဲ့ဟာကြုံတော့ကြုံခဲ့ပေါ့နော်ဒီလိုကိုရိုင်းအဲဆေးကုဖို့အတွက်အပိုင်မှယူပြီးလာပြီးတော့တွေ့မယ်ဆိုလို့ရှင်တော့ဒီလိုဆရာဝန်ကြီးတွေနဲ့ဓာတ်ရိုက်တွေ့နိုင်မို့ဆိုတာလွယ်တာမဟုတ်ဘူးလေအခုရွတ်တဲနေတဲ့ဟိုတယ်ကဒီအခု Bangkok Hospital ကိုဝင်တဲ့လမ်းမှာပဲရှိတဲ့ဟာဆိုတော့စိတ်ယုံသွားမှာဆိုတော့လမ်းလျှောက်ရင်အလွန်ဆုံး နှစ်မိနစ်လောက်ပဲရှောက်ရမှာပေါ့နော်။ဘက်ကင်းနဲ့ပဲလာကြိုးပေးရတယ်။ကိုကြီးတို့ကဒီလမ်းတိုင်းလာပြီလို့ရှင်ဒီမှာစီလိုင်းရဲ့ medical travel ဆိုပြီးတော့ရှိရပါတော့။အဲ့ဒဲကိုဝင်သွားရင်စီလိုင်းရဲ့ရုံးခန်းရှိတယ်။စီလိုင်းရဲ့ medical travel ဆိုတာကသူကဒီ Bangkok Hospital နဲ့ exclusive partner လုပ်ထားတာပေါ့နော်။အဲ့တော့မြန်မာရုံးခန်းမြန်မာတွေ ဆေးလာကူးခြင်းနဲ့ဆိုလို့ရှိရင်ဒီရုံးငန်းကိုဆက်သွယ်လို့ရပါတယ်ဟယ်လိုမဟုတ်ကဲ့ပါရန်ကုန်ကနေပြီးတော့ဗန်ကောက်ဟော့စပီတယ်မှာဆေးလာကူးခြင်းနဲ့သူတွေအတွက်ဆိုလို့ရှိရင်ဆက်ပြီးတော့ဆေးမကူးသင့်ခင်ပေါ့နော်ဇွန်လတာကနေဆက်ပြီးတော့မှနောက်ဆုံးဒီကိုဆေးလာကူးတယ်နော်လေဆိပ်ကိုရောက်တာကနေပြီးတော့ဆေးကူးပြီးပြန်သွားရင်ဒီနောက်ပိုင်းဒီစောင့်ရှောက်မှုတွေအထိပေါ့နော်အကုန်လုံး one stop service ဒီမှာအကုန်လုံးလုပ်လို့ရတယ် တော့မြန်မာလူနာတွေအနေနဲ့လည်းလာပြီဆိုလို့ရှိရင်ဒီရုံးကမှလာပြီးတော့အရင်ဆုံးဆွေးနွေးလို့ရတယ်။နောက်ခုစီးလိုင်းရောကနေပြီးတော့မှဝန်ဆောင်မှုပေးတာ Medical Escort ပေါ့နော်။အော်ရန်ကုန်ကလူနာကိုဘန်ကောက်ကိုရှေ့ဖို့အတွက်ဆိုလို့ရှိရင် Nurse လို့ရာတို့ကျန်းမာရေးဆက်ဆောင်မှုပေးပြီးဒီတည်ရမှာပါဆိုလို့ရှိရင်သူစမ Medical Escort ဆားပဲရှိတယ်။အဲ့ဒါအပြင်ကို Air Ambulance လည်းရှိတယ်။အဲဟိုဘက်ရန်ကုန်ကအရေးပေါ်လူနာတွေကို Medical ပစ္စည်းအဆုံးအလင်းနဲ့အဲလုံခြုံစေချာစွာရွှေ့ပြောင်းပေးတယ်။အခုရေတော့စီးလိုင်းရုံးကနေထွက်လိုက်ပြီဆိုလို့ရှိရင်ဒီညနေချင်းဆိုင်မှာ အာဘေဒင်းဆိုတာရှိတယ်ပေါ့နော်ဒီမှာဒီအာဘေဒင်းကိုသွားရမှာဘယ်ကကူရမလဲမမြင်ကြကူရတရကူရလူကူးမြင်ကြမကူလို့ရဲခေါ်နေရတယ်လို့နေဟုတ်လားဟုတ်ပါတော့ရေကခေါ်လိုက်ရေသူရိုက်ကြအခုဒီအာဗေဒင်မှာရှိတာကတော့ဒီမြန်မာကျန်းမာရေးဝန်ဆောင်မှုဌာနလို့ခေါ်ရပေါ့เนาะအဲ့တော့မြန်မာ patient တွေလာပြီးဆိုလို့ရှိရင်ဒီမှာ medical check up လုပ်ချင်တာဖြစ်ဖြစ်ယောဂကုသချင်တာပဲဖြစ်ဖြစ်ဒီကောင်တာကိုလည်းလာလို့ရတယ် ဒါကတော့အာဘေဒင်ရဲ့လေးလွာကိုရောက်ပြီပေါ့နော်ဓာတ်လေကထွက်ပြီဆိုလို့ရှိရင်အဲ့ဒီကညာဘက်ကိုသွားလိုက်ရင်မြန်မာကျန်းမာရေးဝန်ဆောင်မှုဌာနပေါ့နော်ဒါကတော့မြန်မာ patient တွေအတွက်ဒီဈေးရုံမှာဘာအခက်ခဲပဲကြုံကြုံဘာပဲသိကျင်သိကျင်ဘာလို့အကုန်လုံးလာလို့ရရပေါ့နော်မင်္ဂလာပါဒီမှာမြန်မာဝန်ထမ်းတွေလည်းရှိရဲမြန်မာဆရာဝန်လည်းရှိတယ်အဲ့တော့ဘာကိစ္စပဲရှိရှိဒီရုံငန်းကိုလာပါရုံငန်းလေးကိုဘယ်လိုလာမလဲသိအောင်လို့ညွှန်ပြပါပါနော်တကယ်ရေလို့သွားမယ်ပေါ်ရတော့ဒီဖောက်ဦးရဲ့ခွန်းနှောင်းမှာရှိတာဆိုတော့ပေါ်သွားမယ် ရောက်ပါပြီအဲ့တော့ဒီနေ့ပွဲထဲမှာဘာတွေကြုံတွေ့ရမလဲဘာတွေကြားရမလဲဆိုတာတော့ဒီ plot လေးနဲ့ဆက်ကြည့်ပြီးမှတကယ်ကိုအရန်ကိုဘယ်လိုပြောရမလဲအကျိုးရှိတဲ့ information တွေသိရမှာပေါ့နော်ပွဲတဲ့ကိုရောက်နေပြီပေါ့နော်ဒီနေ့ဒီပွဲမှာကဒီဘန်ကောက် hospital က ကြီးဆုံးဆိုတဲ့ဆရာဝန်ကြီးတွေနှလုံးခွဲစိတ်ထုတ်ခုဆရာဝန်ကြီးတွေကိုယ်တိုင်တို့ဒီမှာဆွေးနွေးပြမယ်အဲပြီးရင်ဒီခွဲစိတ်မှုအကြောင်းကို demonstration ပြမှာပေါ့နော်တရုတ်ပြပြီးတော့ကိုလက်တွေ့တို့ဒီမှာခွဲစိတ်ပြမှာပုံနေဟိုဟာကြည့်ရတာတော့အဲ့လိုခွဲစိတ်ပြဖို့တို့ပြင်ဆင်ထားရယ်ပေါ့နော်အရန်ကိုစိတ်ဝင်စားပြအောင်ပါတယ်ซีทีสแกนสามารถบอกได้ว่าไอเมย์สองข้าง So I would like to sum up that endoscopic cardiac surgery. Uh, yes. together. Oh. in English. Oh, yeah, yeah. Okay. You have to go in between the ribs. Ah. Oh. The spreader can make the A space. the rooms for you to do the bypass inside. Yeah. It's not the same. Ah. Oh this is like Longer. a tongue. It's deeper to hold up ribs above. Uh. When you open it, it not just widen mm -hmm. but lift up. so you can harvest the IMA အခုဆရာကြီးနဲ့စကားပြောပြီးသွားတဲ့အချိန်မှာဗောနောချက်တွေအများကြီးတော့ပိုသိလာရတာဗောနောအော်သူရှင်းပြသွားတာတော့ဒီနှလုံးသွေးကြောဂျင်းယောဂဖြစ်တဲ့လူတော်တော်များများမှာလဲစီဂျိုယောဂဆိုတာရှိတတ်တယ်ဗောနောစီဂျိုယောဂသမားတွေကြတော့ကျွန်ပုံမှန် traditional ဒီဘက်ရင်ဘက်ကြီးကနေပြောမှာခွဲပြီးတော့မှအာကုသမယ်ဆိုလို့ရှိရင်လူပြမယ် recovery rate အရန်ကြာရဲပြီးစီယုံမှာအကြာကြီးနေရမယ်အခုလိုမျိုးမှာ normally infestation ဒီများမှာပဲ7 to 10 cm လောက်ခွဲပြီးလုပ်မယ်ဆိုလို့ရှိရင်တော့ကွာဒဏ်ရာကြက်တာလဲပုံမြန်မယ်အနာလဲတက်တာမယ်အဲပြီးလို့ ှင့်ရင်ဘတ်ရိုးရိုးခွဲစရာမလိုတော့ဘူးပေါ့နော်။ဟောအဲ့ဒီအတွက်ကြောင့်မလို့ infection rate တွေလည်းကျသွားမယ်။သွေး loss blood loss တွေလည်းအများကြီးနေသွားမယ်လို့ရှင်းပြသွားပါပေါ့နော်။ဟောဒါကတော့တခြား complication တွေရှိနေတဲ့လူနိုင်အတွက်ဆိုလို့ရှင်တော့ဒီ minimally invasive ကတော့ဟောဒါ perfect perfect choice ပဲလို့ပြောလို့ရတယ်။ endoscopic with 3D technology works for cardiac surgery 3D glasses you can try that uh for example we can cut we can suture the valve you can feel about the, the look at the screen. Uh -huh. Ah, yeah, you, you're good. Yeah, this is the, I think this is the advantage of 3D endoscopic to help us to go in the detail. Yeah, less pain, faster recovery, and excellent cosmetic result မပြောဝဲနောက်ခေါ် totally 3D endoscopic valve surgery ပေါ့နော်နှလုံးအဆုတ်ရှင်လဲတဲ့ခွဲစိတ်ကုသမှုဒီနှလုံးအဆုတ်ရှင်လဲတာလဲခုနကလူမျိုးပဲပေါ့နော်အော်သူကကြောက်နေညာဘက်ခြံကနေပြီးတော့မာဒီ endoscope ကိုထည့်ပြီးတော့မာခွဲတာမပြောရမယ့်ဆိုလို့ရှင်ဒီ MICSC ရဲ့ BG ထက်တော်သူက incision လေးတွေပို့ပြီးတော့မာ အာတီတီရပေါ့နော်ဟောဒီကောင်လည်းအဲ့လိုပဲပေါ့နော်ဒီရင်ဘက်ကြီးကိုခွဲလိုက်ရတာမဟုတ်တဲ့အတွက်ကြောင့်မလို့ recovery rate မြန်နေ infection rate တွေနေတယ်အဲ့ဒါအပြင်ကိုဒီလိုမျိုးရင်ဘက်ကိုဖွင့်ပြီးခွဲတဲ့လူတွေနဲ့အဲဘယ်လိုပြောမလဲဒီ reset ချင်းကရှင်လို့ရတယ်ကောင်းတယ်ပေါ့နော်ဟောအဲ့တော့ဘယ်လိုပဲဖြစ်ဒီလိုမျိုး minimally invasive technique တွေပေါ်လာရဲ့စီမှာတော့ လူနာရီအတွက်ကိုအများကြီးပို့ပြီးအကျိုးရှိလာတယ်။အဲပြီးလို့ရှိရင်ရွေးချယ်လို့ရရင်ကိုနဲ့တင့်တော်ရဲ့ထင်လို့ရှိရင်လည်းဒီ MICS CABG တို့ဟိုဒီ valve surgery တို့ရွေးချယ်တင်တယ်။ဘာလို့လဲဆိုတော့ဟောလူနာခံရတဲ့ဒဏ်ကအရန်ကိုတတ်တာသွားတဲ့အတွက်ကြောင့်မို့လို့ပဲ။အခုဒီအကြောင်းအရာတွေအားလုံးသိပြီးသွားပြီပေါ့နော်။အဲခါကျတော့ကိုယ့်ရဲ့မိသားစုထဲမှာပဲဖြစ်ဖြစ်ကိုကိုယ်တိုင်ပဲဖြစ်ဖြစ်ဒီနှလုံးသွေးကြောချင်းယောဂါရှိတာမျိုးဒါမှမဟုတ်နှလုံးအဆိုးရှင်နဲ့ပတ်သက်တဲ့ယောဂါမျိုးတွေရှိတာမျိုးဆိုလို့ရှိရင်ဒါကုသမယ်ဆိုလို့ရှိရင်နီလန်းနေရအဲနောက်ထပ်ရွေးချယ် ချက်စရာတွေထပ်များသွားပြီပေါ့နော်အဲ့တော့ဒါမျိုးကိုစိတ်ဝင်စားနေဆိုလို့ရှိရင်တော့ယူရိုမြန်မာနိုင်ငံမှာ sea lion medical travel ဆိုတာရှိပါတယ်အဲသူတို့ရုံးကမ်းမှာသွားပြီးတော့အဲဆွေးနွေးကြည့်လို့ရတယ်တိုင်ပင်လို့ရတယ်ဒါကတော့ယောဂကုသခြင်းတဲ့လူတွေအတွက်လည်းအဆင်ပြေတယ်ဒါမှမဟုတ်စစ်ဆေးခြင်းတဲ့လူတွေအတွက်လည်းအဆင်ပြေတယ်တချို့ဆိုလို့ရှိရင်ယူမြန်မာနိုင်ငံမှာဆိုလို့ရှိရင်နှလုံး stent ထည့်ထားတဲ့လူတော်တော်များတယ်ပေါ့နော်အဲ့တော့ကိုကနှလုံး stent ထည့်ထားတာပဲဆိုပြီးတော့လည်းအဲမပေါ့သင့်ဘူးပေါ့နော်အများတိုင်း check up လုပ်နေတဲ့နဲ့ဒီ stent ထည့်ထားတဲ့နေရာတွေကလည်းအချိန်မရွေးပြန်ပြီးတော့သွေးကြောပြန်ပိတ်သွားနိုင်တယ်ပေါ့နော်ကို ဒီ vlog လေးကတော့အားလုံးအတွက်အများကြီးကြိုးရှိမယ်လို့ညွှန်ပြောလဲပါတယ်။အဲကိုပတ်ဝန်းကျင်မှာရှိတဲ့နှလုံးရောဂါရှိတဲ့သူတွေကိုလည်းပြန်ပြီးတော့ sharing လုပ်ပေးဖို့လည်းတောင်းဆိုပါတယ်။အဲတော့ဒီ vlog လေးကတော့ဒီလောက်ပါပဲ။အားလုံးပဲတက်တက်ပါ။